တမိုင်းဟူသည် ရှိရှိကဖြစ်ပျက်ခဲ့သောအကြောင်းအရာကို စုပေါင်း၍စကက်ပြင်းဖြင့်ဖြစ်စေ လင်္ကာဖြင့်ဖြစ်စေရေးသားထားသော စာပေတည်းမြမစာပေကဘယ်ကစရဲလို့သင်ချင်ပါသလဲ ပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်မြမစပီကဘယ်ကစရဲလို့သင်ချင်ပါသလဲမြမစာအစကြောက်စာကဟုတ်ပါရယ်မြမစာကကြောက်စာကနေပြီးရော စတင်ခဲ့တာပါပဲခစ်အနေနဲ့ဆိုရင်တော့ကြောက်စာခစ်ပင်ရခစ်အင်းဝခစ်ကုန်းမောင်ခစ်နောက်တော့ဒါကိုလိုနီခစ်လလကြီးခစ်စသဖြင့်ရှိပါတယ် ဆိုတော့ဘူတိရဖို့အတွက်ခစ်လေးခစ်ကိုခီးထွက်ကြပါမယ်ဆိုတော့လိုက်ခဲ့ကြပါအောင်ဗျို့ ပကံခဲဆိုတာမြမစာပေရဲ့အုံမြင့်ကြီးတခုလို့ပြောရင်လည်းမမပါ။မြားစီကြီးကြောက်စာဟာဆိုလို့ရှိရင်လည်းပကံခိရဲ့အထင်ကာရလက်ရာတစ်ခုဖြစ်ပါတယ်။ထုံမင်းဤပေမယားတယောက်တော်ကကျွေလောကဝတ္တန်တကတိဝိမိဤ ထိုပေမယားသားတမူလဲရာစာကုမာမိ၏ထိုမင်းကကျွန်300တီပေမယားအားပေး၏ ညစီဒီကြောက်စာကိုကျင်စစ်မင်းရဲ့သားရာဇာကုမအမည်ရှိတဲ့မင်းသားကနေပြီးတော့ဒါတကရစ်400ဝင်ကျင်လောက်မှာစိုက်ထုတ်ခဲ့တာပေါ့နော်။ဆိုတော့သူကခမင်းရောအသေးအသက်မကြမ်းမမဖြစ်တဲ့အခါမှာဒီရွှေစင်းနုရောတဆူပြုတ်လောက်ပြီးတော့လှူရဲပြီးတော့ကြီးကျွတ်နေလင်းမီကိုလူချောင်းကိုဒီကြောက်စာစကပြီနဲ့ရေးသားထားခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီညမစပေမှာဒီကြောက်စာစကပြီကအရှိအကြဆုံးဖြစ်တယ်ဆိုပြီးတော့ဒါမှတ်သားလို့ရပါသေးတယ်။ အရေးအတာလိလာချက်ဝကြတူတွေကိုရေးသားထားတဲ့အတွက်ကြောင့်မလို့လူရင်းကိုပဲတီးတောင်ရေးရဲဆိုတာထင်ရှားပါတယ်။နောက်တစ်ချက်ကရေးရဲခစ်ကအခြားဘာသာစကားတွေရှိနေတဲ့အတွက်ကြောင့်မြန်မာစာပေကလည်းတိုးပွားသင့်လို့မတိုးပွားဘူးဆိုတာကိုလည်းသိတာပါသေးတယ်။အထူးသဖြင့်ဒီများစီကြောက်စာကိုဆိုရင်ပြူမွန်မြန်မာပါဠိဆိုပြီးတော့ဒီဘာသာစကား၄မျိုးနဲ့ရေးသားခဲ့တာပေါ့နော်။ အဲဒါအပြင် ပြီးတော့တို့တက်လာရဲလို့လည်းကောက်ချက်ချလို့ရပါသေးတယ်။အဲ့လိုနဲ့မြပောင်း130တမြစ်ကြာရတဲ့အောင်အရေးအတော့ကကောင်းကောင်းမတို့တက်လာခဲ့ပါဘူး။သို့တော့ရှင်ပင်ဘော်ဒီကြောက်စာသခင်ညောင်ရင်ကြီးတမင်းမိမိအသက်နဲ့တူသောမျက်စိမျက်ဆိုင်နဲ့တူသောမိမိချစ်စွာသောလင်း ဒီနေရာမှာလဲဥပမာရီ အခိုင်းကြီးအနှိုင်းကြီးထည့်သွင်းပြီးတော့ရေးသားလာရင်ဆိုတော့ကိုယ်လည်းတွေ့ရပါသေးတယ်ဒီရဲ့စိတ်နေသဘောထားအတွင်းစိတ်ကိုပေါ်လွင်အောင်ရည်သားလာနိုင်တာရီဖြစ်ပြတဲ့အကြောင်းအရာ အချင်းအရာကိုကွက်ကွက်ကွင်ကွင်သိမြင်လာအောင်ရည်သားလာနိုင်တာရီကိုလည်း တိုးတက်လာရဲဆိုပြီးတော့သတ်မှတ်လို့ရပါတယ်။တိုးကလေးပုတ်ပါနဲ့တောင်အခေါင်မြင့်ဖြာစုံတော်ပြနိုင်နန့်ရှာကြိုင်ဝင့်ခါတန်ပွင့်သည်ရွှေနှင့်ရိုးမှပန်စကား။ဒါကတော့ပကံခင်းမှာရေးသားထားတဲ့ပုတ်ပါနှစ်တောင်ဖဲလင်္ကာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့အစချီပုံအဆုံးချပုံကြီးဖွင့်နှဲပုံအကြောင်းအရာတွေကရတုတဘောတက်ရောက်နေရကိုပို့ပြီးတော့တွေ့နိုင်ပါတယ်။ကျတော့တနည်းအားဖြင့်ပကံခင်မှာရတုအရေးအသားတွေကပေါ်ပေါက်နေပြီဆိုပြီးတော့လည်းကောက်ချက်ချလို့ရပါသေးတယ်။ဆိုတော့ဒီကပြာကိုလေးလာကြည့်လိုက်တဲ့အခါမှာကပြာအတုံးအနှုံးကြီးက ကျောက်စာရီမှာသုံးနှစ်ပုံစံနဲ့လည်းတူနေရဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုပကံခစ်တိလေးကြောင့်မိလက်ထက်မှာပေါ်ပေါက်ခဲ့ရဆိုပြီးတော့လေကောက်ချက်ချလို့ရပါတယ်ပကံခစ်အရေးအသားကိုကြည့်ရင်ကျောက်စာစကားပြရများပါတယ်ကျတော့ကျောက်စာရီမှာဆိုရင်လည်းများတော့အဖြစ်အလူကျောက်စာရီပဲပေါ့ပကံခစ်စာပေးမှာဘာလို့လင်္ကာရီကပြရီအရေးငယ်ပါနေရတာလဲ မိသည့်အကြောင်းကြောင့်ကြောက်စာရင်လင်္ကာဖြစ်မရင်းနိုင်ကြသည်။တင်ရောဘလို့ထင်ပါသလဲ။